ကျွန်တော်ပြောတဲ့မယောင်လိုင်းဗျာများနေတယ်ဆိုတဲ့ဟာရေဆက်ချတာကိုပြောတာပါနော်။ကနေလေးအတွက်ရေဆက်ချလို့ရှိသေးတယ်။ဘင်းနောင်တွက်ကအသင့်ပြင်းနေအဲ့လိုပုံစံမျိုး။ ီနေ့လည်းသတင်းကောင်းတွေပြောပြခြင်းပါတယ်။အာဖာတီတို့တောင်ပိုင်းကပေါ့နော်တကယ်ကျုံနေတယ်။တောင်ပိုင်းတပ်ဖွဲ့တွေတကယ်ကျုံနေတယ်။ PDF တပ်ဖွဲ့တွေတကယ်ဖြုတ်နေတယ်ပေါ့နော်။အဲဒါကြောင့်မင်းအောင်လိုင်းတော်တော်လေးအချိန်ကြီးဆိုးနေတယ်။သူ့အနေနဲ့ဒါရေဆက်ချတာတော့မှပဲအလင်းမမီဘူးဖြစ်နေ။ဒီစကန်ထွက်ရေဆက်ချနေတော့မှရှိသေးတယ်။နောက်စကန်ပါသွားပြီ။အာနောက်စကန်ထွက်ရေဆက်ချနေလို့ရှိသေးတယ်။နောက်ထပ်စစ်ကြောင်းတစ်ကြောင်းပါသွားပြီအဲအဲ့လိုပုံစံမျိုးတွေဖြစ်နေတာပေါ့နော်အခုလဲဒါကနေလေးကအဲတလိုင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီပေါ့နော်လိုက်ပြီ အဲမင်းညာနေပြောတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အဲတိုက်ခိုက်သိမ်းပြီးတော့စကန်ကိုရှင်းလင်းတဲ့အခါမှာဝန်ရဒီအပါပေါ့နော်ဝန်ရဒီလက်နဲ့ကြီးဒါနှစ်လက်တွေ့ရတယ်တလက်ကတော့အကောင်းတန်းရှိရဆိုပြီးသိရတယ်ပေါ့နော်အဲဥစ္စာအပါလက်နဲ့ခဲရန်နေအများကြီးပဲဒါသိသိရမိရပေါ့နော်ထွက်ပြေးတဲ့ကောင်တွေလည်းအများကြီးပဲ63ယောက်ရှိတာကိုထွက်ပြေးကြဒီ time back ကမိတာဆိုရင်ဒါအဲ38ယောက်လားမသိဘူး38ယောက်လောက်ရှိရကျွန်တော်ရေးကြည့်တာပေါ့နော်38ယောက်လောက်ဒါသူ တိုင်းပဲချမ်းမှာပြန်ဖမ်းမိထားတဲ့ပုံစံလေးတွေ့တယ်ဗောနော်အားလုံးတန်းစီတာတယ်အဲ့ဥစ္စာလေဒါဒါအောင်မြင်မှုဗောအောင်မြင်မှုဟိုပြောမယ်ဆိုရင်အဲဒီဘက်စခန်းတစ်ခုတိုက်ခံနေရတယ်ဒီဘက်မှာစစ်ကြောင်းတစ်ခုတိုက်ခံနေရတယ်ဗောနော်အဓိကတေဘောဘိုးလာတဲ့စစ်ကြောင်းမနေ့ကဒါတိုက်ခိုက်ခံနေရတဲ့ဆွဲချိန်မှာအဲ့ဘက်ကစခန်းနေအကုန်လုံးကလေဒါသူတို့အနေနဲ့ကဟိုတက်လှန်ထားမှာပဲဗျာအဲအဟိုဘက်မှာဒါဒီလိုတွေဖြစ်နေတယ်အဲ့မလို့ဘက်ကလည်းဒါလာတိုက်နိုင်တယ်အဲ့လိုပုံစံမျိုးလည်းသူတို့တေချာပေါက်ယူဆထားပြီးတော့ပြင်ဆင်มาပဲအဲ့လိုပြင်ဆင်တာကိုပဲမရဘူး အဲ့လိုပြင်ဆင်တဲ့ကြားတဲ့ကဟိုပဲဒါဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ဒါစကန်တွေတစ်ခုပြီးတစ်ခုတိမ့်ပိုက်တိုက်ခိုက်ခြင်းကိုခံနေရတယ်ပေါ့နော်အခုဒါကနေလေးလည်းရသွားပြီပေါ့နော်အဲ့ပြီးတော့လေချောင်းပြစ်ကူနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်လေချောင်းပြစ်ကူတော်တော်ကိုဒီကောင်လေးအားနေနေတာလားဒါမှမဟုတ်ပေါ့နော်အောက်ကအဖွဲ့တွေကိုဂျူးမဆိုင်တော့တာလားမပြောတတ်ဘူးလေချောင်းပြစ်ကူတော်တော်လေးနဲပါတယ်ပေါ့နော်မနေ့ကဒါကနေလေးဟာမှကြည့်မယ်ဆိုရင်ပေါ့နော်အဲ့ပြီးတော့သူတို့အနေနဲ့အာ ချက်ချင်းမသိရတာမျိုးတွေလည်းပါကောင်းပါနိုင်တယ်ပေါ့နော်အဲဒီဘက်ကအဖွဲ့တွေတိုက်ခိုက်တဲ့ဟာကအရန်မြန်ဆန်လုံးတော့ဟိုကမှချက်ချင်းမသိရဘဲနဲ့လေချောင်းပစ်ကူကိုလာမပေးနိုင်တဲ့အဆင်မျိုးတွေလည်းဖြစ်နိုင်တော့တယ်ပြီးတော့သူတို့ရဲ့အထက်ကလူကြီးတွေကအောက်မှာရှိတဲ့စစ်သားတွေဘလောက်ပဲတည်ကြည်ပျက်စီးပါစေပေါ့နော်တို့အနေနဲ့ဒီစခန်းတစ်ခုကိုဆွန့်လွတ်ဖို့ဆုံးဖြတ်ထားပြီဆိုရင်အောက်ကကောင်တွေကိုဘာမှမကူပေးတော့ဘူးဆိုတော့ပုံစံမျိုးတွေလို့လည်းဒါယူဆလို့ရတယ်အဲ့ဒါအောက်ခြေရာစစ်သားတွေတည်တင်တယ်ပေါ့နော်မင်းအောင်လိုက်အတွက်အသက်ပေးနေတဲ့စစ်သားတွေအနေနဲ့ ဟာတကယ်တကယ်ငါတို့အမရေးကြုံလာပြီဆိုတဲ့ခါကျတော့တေးပေးနဲ့ကြုံလာရပြီဆိုတဲ့ခါကျတော့ငါတို့ဘာမှမကူပါလားဟာစစ်ကူလေးတောင်မပေးပါလားပြစ်ကူလေးတောင်မပေးပါလားဟာငါတို့လာပြီးဆွဲထုတ်တာမျိုးတော့မလုပ်ပါလားငါတို့ကိုတသက်မဲ့ကိုအသေးခံခိုင်းနေပါလားဆိုတဲ့ဟာလေးကိုခေါင်းထဲမှာနည်းနည်းလေးတွေးကြည့်ပါတော့အဲ့ဒါဆိုရင်တော့ဒါအသက်ချမ်းသာရလိမ့်မယ်ပေါ့နော်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေစီကိုဒါလက်နက်ချတာအញ្ញံခန္ဓာမျိုးကိုအကောင်းဆုံးသူတို့အတွက်အကောင်းဆုံးရွေးချယ်မှုလို့ပြောခြင်းနဲ့အဲဥစ္စာကိုပဲရွေးချယ်ကြပါဒလိန်တက်ဖွဲ့လေးစီမှာပဲလက်နက်ချအញ្ញံခန္ဓာအခုလိုမျိုးထိုင်းဘက်ကိုထွက်ပြေးသွားတယ် အခုထွက်ပြေးကြတယ်ဗောနော်ထိုင်းဘက်ကိုထွက်ပြေးတယ်ဟိုစကန်ကိုသွားပောင်းတယ်ဒီစကန်ကိုသွားပောင်းတယ်ဒါမျိုးတွေရှိတယ်ဒါသူတို့ကတော့ပြေးပြီပြေးရပြေးရအမှန်တကယ်ကသူတို့ကဒီဟာတွေကိုယုံကြည်လို့ပြေးတာအထိုင်းဘက်ဆိုလဲသူတို့ကိုကယ်မှာပဲဆိုလဲယုံကြည်ခြင်းနဲ့နဲ့ပြေးတယ်ဗောနော်အပြီးတော့ဒါဥက္ကဋ္ဌကိုသွားပောင်းမယ်ဆိုလဲဥက္ကဋ္ဌဗောနော်အဲ့လိုသွားပောင်း2050 2050ကိုသွားပောင်းဩဒါငါတို့ဒီလိုသွားပောင်းမှရမယ်ငါတို့ကိုသူတို့ကတော့ကယ်မှာပဲဆိုလဲယုံကြည်ခြင်းနဲ့သွားတကယ်မဟုတ်ဘူးနော်အထိုင်းကဆိုတဲ့ကောင်တွေကလည်းမြောက်လိုင်းစစ်တပ်ကိုပြန်ပို့တာပဲ အပြည့်ဒီ2.5လို့တေဘောပိုးလို့အခြားဘဲစကန်နေပဲတော့ပေါင်းတော့ပေါင်းအဲ့စကန်နေရတယ်နောက်ထပ်ထပ်ကျုံခံရမယ်စကန်နေပဲအဲ့ကြအဲ့လိုမျိုးကျုံလာပြီဟေ့ဆိုတဲ့ခါကျရင်မင်းတို့အဲ့တေဘေးကိုနှစ်ခါသုံးခါလောက်ကျုံနေရမှာအဲ့တော့တစ်ခါပဲဒါလုံးဝဒီဒီတေဘေးကျုံတဲ့အခါမှာတက်ရှင်တန်ခွင့်ရကျင်နေဆိုရင်တော်လိုင်းတက်ဖွဲ့လေးစီမှာလက်နှချအညံ့ခံမှာပူပေါင်းမှာပေါ့နော်အပူပေါင်းမှာဆိုတာထက်လမ်းဖြူထောင်လက်နှချပါအညံ့ခံမှာပေါ့နော်အဲ့ဒါတေချာပေါ့အသက်ရှင်တယ်ကျန်တဲ့ဟာတော့အသက်ရှင်မှုမရှိဘူး ့အသက်ရှင်တော့ပြန်ပို့ပြန်တိုက်ခိုင်းပါဘောနော်ပြင်းညကတည်င်းပါနော်အဲတေဘောဘိုးကိုလာတဲ့စစ်ကူစစ်ကြောင်းတစ်ကြောင်းလုံးပျောက်သွားတဲ့စစ်ကူအဲအဖေဖျက်ဖြစ်ပြီးတော့ထွက်ပြေးကြတေးကြဂျေးကြအဲလိုမျိုးဖြစ်သွားတဲ့စစ်ကူစစ်ကြောင်းပါနော်အဲစစ်ကြောင်းနဲ့ပတ်သက်လို့နောက်ထပ်တည်ရဲနောက်ဆက်တွဲတည်င်းတစ်ခုကကြတော့ညဘက်မှာတော်လိုင်းတပ်ဖွဲ့တွေလိုက်လံရှင်းလင်းရင်းနဲ့နောက်ထပ်၈ရောက်ဖမ်းမိတယ် လက်နဲ့ချောက်လက်ထက်ရတယ်ပေါ့နော်ဒါလည်းတရင်ကောင်းတစ်ခုဖြစ်တယ်အဲနောက်ဆက်တွဲအနေနဲ့ပေါ့နော်ဟာအောင်ဝဲတွေကစိတ်လာရည်လားအာတရင်ကောင်းတွေကကြားလာရည်လားအဲ့လိုပုံစံမျိုးတွေကိုဖြစ်နေတာအဲအခုအဲ့ဟာလည်းထပ်ပြီးတော့တရင်ကောင်းတစ်ခုအနေနဲ့ထက်ကြရတယ်နောက်ထပ်တရင်ကောင်းနှစ်ခုရှိတယ်အဲ့ဒါကတော့ဒါကြောင့် ကနေလေးကိုတိုက်ပြီးတဲ့အချိန်မှာကနေလေးပြင်းနာမှာရှိတဲ့ဒီကာကင်းလို့ပဲပြောပါတော့အဲအဲ့ဘင်းအောင်ဒါစကန်ကုန်းပေါ့နော်အဲ့ကုန်းကအဖွဲတွေကလည်းဒါလုံကလစ်သွားပြီးစကန်အောင်ပေးလိုက်ပြီပေါ့နော်လုံကညံ့ခံလိုက်ပြီးလက်ဆောင်ပေးလိုက်ပြီးဒလိုင်းတက်ဖွဲ့စီကိုအဲအဲ့လိုပုံစံမျိုးနဲ့သူတို့ထွက်ပြေးကြတယ်ပေါ့နော်အဲထွက်ပြေးတာသူကဒါထိုင်းပဲကျန်းကိုထွက်ပြေးတယ်လို့သိရတယ်အဲ ဟိုပြီးမှတို့ဒါထိုင်းမကြောင်ပြေးပြီးမှအဲထိုင်းအပြန်လွှတ်တဲ့ခါကျရင်ဝေါ်လေးကိုရောက်မလားနှစ်ခုငါးကိုရောက်မလားမပြောတတ်ဘူးပေါ့နော်အဲ့လိုရောက်ပြီဆိုရင်လည်းဒါတို့လည်းတက်ဖွဲ့နေပြန်ပြီးရှင်ဆန်ရအောင်ပါအဲ့တော့ကျွန်တော်နောက်တစ်ခါထပ်ပြေးရအောင်ပါမင်းတို့ပြေးတာမှားတယ်အဲ့ဒါပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒါပြင်းတော့စကန်ကုန်းကိုလည်းရပြီပေါ့နော်ဟိုတို့လည်းတက်ဖွဲ့တွေ အဲလောကအောင်မြင်လောကဗျာအပူဆောင်နေကြီးပဲထက်ကျိတ်နေကြအဲ့လိုမျိုးတွေပေါ့နော်အာတစ်ခုနဲ့တစ်ခုအနာမပေးဘူးကျိတ်နောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒါကျတော့ဒါသေဘောဖို့လာတဲ့စစ်ကူစစ်ကြောင်းမနေ့ကစစ်ကူစစ်ကြောင်းအဲ့စစ်ကူစစ်ကြောင်းလောကတကြောင်လုံးပျောက်သွားပါပြီဆိုတဲ့အချိန်မှာရွှေရင်းမြန်အကောင်နဲ့ထွက်ပြေးတယ်ဒီစစ်ကြောင်းတစ်ခုလုံးလောကပျောက်သွားပါပြီဆိုတဲ့အချိန်မှာဒါရွှေရင်းမြန်မှာရှိတဲ့ဒါမင်းအောင်လိုင်စစ်သားတွေလည်းပေါ့နော်အဲလောကအာထွက်ပြေးကြတယ်ညံခံကြအဲ့လိုပုံစံမျိုးဖြစ်သွားတယ်စကန်ဟိုပါပေါ့နော်တော်လိုင်းတက်ဖွဲ့တွေတက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီပေါ့နော်အဲ့တော့ ဒီအဖွဲလေဆိုလဲအတန်ကြားယုံတဲ့ကိုကြောက်တဲ့ပုံစံမျိုးဟာဒါဖြစ်ကိုဖြစ်သင့်တယ်ဒါကောင်းတယ်ဒီလိုမျိုးဖြစ်တာလည်းကောင်းတယ်အဲတိုင်းတက်ဖွဲ့ရေးလည်းမပင်မအောင်မင်းတို့လည်းဟိုဟာမပင်မအောင်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့ကောင်းစေချင်တာတက်ဖွဲ့ရေးချိန်မှာလက်နှချတက်ဖွဲ့ရေးချိန်မှာညံခံအဲ့ဒါပို့ကောင်းတယ်ပေါ့နော်အဲအဲ့တော့ကြတော့ဒါအဲကနေလေးရပြီဆိုတဲ့ချိန်မှာဘရင်နောင်ရောရွှေမြိုင်ရောထပ်ပြီးတော့တရင်ကောင်းနှစ်ခုထပ်ပါလာတယ်ပေါ့နော်အဲပြီးတော့ဒီမနေ့ကဒါတေဘောဘိုးစစ်ကူစစ်ကြောင်းပြုတ်သွားပြီဆိုတဲ့ချိန်မှာရွှေမြိုင်ရတယ် အဲကနေလေးရပြီဆိုတဲ့ချိန်မှာပြီးရင်နောက်စကန်ကုန်ထက်ရတယ်ပေါ့နော်အဲ့တော့အောင်မြင်မှုတွေကဒီရက်ထက်မှာတကယ်ကိုခက်စိတ်စိတ်ကျွန်တော်ပြောတဲ့မြောင်းလိုင်းပြများနေတယ်ဆိုတဲ့ဟာရေစက်ချတာကိုပြောတာပေါ့နော်ကနေလေးအတွက်ရေစက်ချလို့ရှိသေးတယ်ပြီးရင်နောက်တော့ကအသင့်ပြင်းနေအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒါဒီဒီအခုဒါတိုက်ပွဲဖြစ်နေတဲ့အပတ်ချမ်းတွေကိုကြည့်မယ်ဆိုရင်အဓိကစကန်နေနေကသူကဘလဲဒိုတေဘောဘိုဥက္ကဋ္ဌဝေါ်လီအဲပြီးရင်ကနေလေးပေါ့နော်ပြီးတော့ white သွားမယ်ဆိုရင်အောက်မှာမော်ခီအဲဒီလိုအဓိကစကန်နေဒါတွေရှိတယ်ပေါ့နော်ရှိတဲ့ထက်ကမှဒါဘလဲဒိုရပြီ ဒီဘောဘို့အခုမှအသေးအံဖြစ်နေပြီအနီအောင်စစ်တို့တို့အတွက်တော်လိုင်းတက်ဖွဲ့တွေရဲ့အခြေအနေကောင်းပါတော့ဥက္ကဋ္ဌခုနလိုအာဒီဘောဘို့ပြီးရင်တိုက်ခံမဲ့နေရာမျိုးတွေဖြစ်နေပါတော့ဝေါ်လီပြင်းခံမဲ့နေရာမျိုးတွေဖြစ်နေတယ်အဲ့ထက်မှဒါဝေါ်လီနဲ့မော်ခီနဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ဟာကနေလေးပေါ့နော်ဒါပေမဲ့အဲ့ဒါရ white ပါပေါ့နော်ကနေလေးကျသွားပြီဆိုတဲ့အချိန်မှာဒီမော်ခီဆိုရင် ဝေါ်လီကိုစစ်ကူသွားမယ်ဆိုတော့တော်လန်အနေနဲ့သွားမှရမယ်ဝေါ်လီကိုသွားမယ်ဆိုရင်ဝေါ်လီကိုတပ်ပေါင်းမယ်ဆိုရင်ပေါ့နော်အဲ့တော့သူတို့အနေနဲ့အခုလိုမျိုးထွက်ပြေးနဲ့သွားပေါင်းတဲ့အင်အားတွေတော့ရှိသေးတယ်အဲ့တော့ဥက္ကဋ္ဌလိုပဲဖြစ်ဖြစ်ပေါ့နော်အဲပြီးရင်ဝေါ်လီလိုပဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးတပ်ပေါင်းတဲ့အင်အားတွေရှိသေးတယ်အဲဆိုတော့ခုနကပြောတဲ့ဒီရွှေမြိုင်ဖွဲ့ဆိုရင်ဒါဥက္ကဋ္ဌကိုသွားပေါင်းနေလို့ယူဆရတယ်ပေါ့နော်အဲ့အဲ့စကန်နေမှာတော့အင်အားတွေပို့ပြီးတော့များလာနိုင်တယ်ဒါပေမဲ့အဲ့ဟာကိုပဲတော်လိုင်းတပ်ဖွဲ့တွေက ကြုံရနေတာရှိတယ်။များတော့ကောင်းတာပေါ့ဗောနော်။အမှတ်တမ်းတွေအများကြီးရတာပေါ့နော်။လက်လက်ခဲရနေလည်းအများကြီးရတာပေါ့။အဲ့လိုများမှကြိတ်ရှင်တာဆိုပြီးတော့ကြွေးကြော်ထားတဲ့အဖွဲ့ရှိ။အခုနောက်ပိုင်းဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကအဲ့လိုမျိုးကြွေးကြော်တဲ့အစီအစဉ်တွေရောက်သွားပြီ။မြေအွန်လိုင်းရဲ့စစ်သားတွေကတော်တော်ကိုစုပ်ပြီးစုပ်ပြတ်နေထားဖြစ်နေတယ်။သူတို့ရဲ့ခေါင်းဆောင်တွေကစသူရဲ့လက်အောက်ငယ်သားတွေကိုဘာမှမကြည့်ရှုတော့တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ဖြစ်တယ်လို့ကိုစွန့်ပစ်ခံနေရတဲ့အနေအထားဖြစ်နေရပါတော့။အဲကြအဲ့လိုအနေအထားမျိုးမှာကောင်းကောင်းမွန်မွန်အသားကြီးလက်နဲ့ချတာပဲကျွန်တော်ကဖြစ်စေချင်တာပါ။ အဓိကအဲ့အခုဆိုရင်ဒါစစ်ကူစစ်ကြောင်းနေသွားခိုင်းနေပေါ့နော်သွားခိုင်းနေဆိုတဲ့နေရာတွေမှာကျွန်တော်တို့သိရသလောက်ဘာမှကိုမဆိုင်ဘူးအဝေးကြီးတွေသွားခိုင်းနေတာပေါ့နော်သွားခိုင်းနေတာသူရှိတဲ့နေရာတနေရာသွားရမယ့်စစ်ကူသွားရမယ့်နေရာတနေရာအဲ့စစ်ကူစစ်ကြောင်းမရောက်ကိုမရောက်နိုင်ဘူးပြီးရင်ရောက်ပြီဆိုလဲဟိုမှာကူအောင်မဲ့စခန်းကောင်ကလုံးဝပြကြနေလောက်ပဲအဲ့လိုပုံစံမျိုးတွေအထိရဲဆက်ဆက်တို့ကိုခိုင်းစေနေတာရှိတယ်အဲ့ကြားထဲမှာသွားနေရင်ဖြတ်ပြီးတော့တိုက်ခိုင်းမယ့်နေရာတွေကအများကြီးရှိတယ်တပ်ဖွဲ့တွေကလည်းအာမခံနေမရောက်စီရဘူးပဲ ။အဲ့တော့အဲ့လိုအနေထားမျိုးမှာမင်းတို့ဘာဖြစ်လို့ဒါမြောက်လိုက်အတွက်ကိုအသက်ပေးနေမှာလဲပေါ့နော်။ပြီးတော့တော်လိုင်းတက်ဖွဲ့တွေဒါမနေ့ကဒါပေါ်ပြောသွားတဲ့ဟာဆိုရှိတယ်။မင်းတို့မလာနဲ့မလာနဲ့ပြောတယ်။မင်းတို့ငါ့ကိုထင်သေးတာမင်းတို့အခုဘာဖြစ်ကုန်ပြီလဲပေါ့နော်။အဲ့ပြီးတော့ကျတော့ငါတို့လူငယ်တွေနဲ့မင်းတို့ရှင်နိုင်မယ်လို့ထင်လို့လား။အဲ့ဒါမိုက်တယ်။အဲ့ဒါဒီကေအခုတော်လိုင်းတက်ဖွဲ့တွေလက်နက်ကောခရမ်းကောတွေ့ကြုံကောပြေဆုံးလာပြီဆိုတဲ့အချိန်မှာမင်းတို့တကြအိုကြီးတွေစစ်ကောင်စီကအခုဆိုရင်ဒါအဲအရက်သားတွေနဲ့တိုက်ခိုင်းနေတာမျိုးတွေအပြင်တက်ကြီးရောစစ်မှုထမ်းဟောင်းတွေပြန်ခေါ်ပြီးတိုက်ခိုင်းနေတာမျိုးတွေ အဲ့လိုဖွဲ့လို့လို့ရှင်နိုင်တော့မှာလေတလိုင်းတက်ဖွဲ့တွေကတကယ်ကိုဆရာတက်ကြွပြီးတော့နိုင်လို့စပြင်းထန်နေရဲ့အချိန်မှာမင်းတို့ဘက်ကအဘက်ဘက်ကယိုယွင်းပြက်စီးနေတာဆိုတော့လို့မှရှင်နိုင်စရာအကြောင်းမရှိဘူးအဲ့တော့အကောင်းဆုံးရွေးချယ်မှုကဒေါ်လိုင်းတက်ဖွဲ့တွေစီမှာလက်နက်ချပါအញ្ញံခံပါဒါပဲသူတို့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပေါ့နော်အဲ့တော့အခုဆိုရင်ဒါစကန်းကုန်းနေတစ်ခုပြီးတစ်ခုတင်ပိုက်နိုင်တယ်စစ်ကြောင်းနေစစ်ကြောင်းလိုက်ပြုတ်အောင်တိုက်ခိုက်နိုင်နေတယ်အဲ့လိုတိုက်ခိုက်နိုင်နေရဲ့နောက်မှာကျွန်တော်ရရှိတဲ့လက်နက်ခဲယမ်းနေအများကြီးရှိတယ်အခုဆိုရင်ဒါလက်နက်ကြီးတွေလည်းအများကြီးဖြစ်လာပြီအဲခဲယမ်းအဓိကခဲယမ်းလို့လဲပေါ့နော် လက်နဲ့တရတော့အခုတော့လိုင်းတက်ဖွဲ့တွေတော်တော်များများဒီဘက်မှာဆိုရင်တော်တော်လေးအဆင်ပြေတဲ့အနေထားတစ်ခုပေါ့နော်ဘာလို့လဲဆိုတော့လာလာလှူပေးနေတာအများကြီးရှိတယ်ဒါပေမဲ့အဲကျွန်တော်ပြန်ပြီးတော့ဖြည့်တင်းဖြည့်တင်းနေရတဲ့ဟာတွေကကျတော့ခဲရမ်းပေါ့နော်ခဲရမ်းကြီးနဲ့ခဲရမ်းပေါ့နော်လက်နဲ့ကြီးကြီးတွေပေါ့ဒါမျိုးတွေကကျတော့ပြန်ပြီးဖြည့်တင်းရတာဖြစ်တဲ့အတွက်ဒီလိုအပိုင်းတွေကိုတော့ပို့ပြီးတော့ကုစည်းခြင်းနဲ့ပေါ့နော်အဲဘာလို့လဲဆိုတော့ဒါတွေကနောက်ထပ်တိုက်ပွဲတွေအတွက်ကိုလည်းကျွန်တော်ထပ်ပြီးတော့ဝယ်ယူဖြည့်တင်းနေအောင်မဲ့ဟာတွေဖြစ်တဲ့ အရန်စနစ်တည်ထားရမယ်ဆိုရင်ပို့ပြီးတော့လိုအပ်လာတယ်။ပြီးတော့တိုက်ပွဲအကြီးကြီးတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်ဒီထက်ပို့ပြီးတော့သုံးရမယ်။လက်နက်ခဲရံတွေလိုလာမယ်။အဲအဲကြအဲ့ဘိုင်းတွေမှာတော့ဒါကျွန်တော်တော်လန်ပြည်သူတွေအနေနဲ့ဝိုင်းပြီးတော့ကုညီကြစီခြင်းနဲ့ပေါ့နော်။အခုဆိုတော့တပ်ဖွဲ့ကြီးအကုန်လုံးလက်ဆွမ်းပြနေလိုက်ကြတာ။အဲကျွန်တော်ဆိုရင် ြားတဲ့ဒီသတင်းကောင်းတွေဆိုအများကြီးပဲပေါ့နော်အဖွဲ့တွေကသူတို့လှုပ်ဆောင်လာတဲ့လှုပ်ဆောင်မှုတွေအားလာပြန်ပြီးပြောကြားတဲ့ခါမှာအဘာတရားကြီးတွေပြထိုင်ပြီးကျွန်တော်တို့မှဒီဘက်မှာရည်ပြီးပြောပြီးတော့နားထောင်နေရတယ်ပေါ့နော်အဲဒီလိုမျိုးသတင်းကောင်းတွေအများကြီးကိုပြည်သူတွေကိုလည်းကြားသိစေချင်တယ်မြန်မာမှာလည်းတကယ်တပ်ဖွဲ့တွေကအားကျုံမဲ့နေတဲ့ဒါစူးစမ်းနေကြရရှိတယ်ပေါ့နော်ရှိရောဒီတပ်ဖွဲ့တွေပို့ပြီးတော့လုံနိုင်ခွင့်ဂိုင်းနိုင်ခွင့်ရအောင်ကျွန်တော်တို့တိုက်ပွဲဝင်ခွင့်ရအောင်ဒါတော်လန်ပြည်သူအနေနဲ့ဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်